ာလီစောပါဒီကနေ့ဂျွန်လာဆနေရနေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နီးခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့စစ်ကောင်စီကတိုက်ပွဲအရှိန်ဟွန်ကောင်းနေတဲ့ကြောက်ဖြူကိုစစ်တွေကနေရေချောင်းနဲ့စစ်ကူအင်အားယာနဲ့ရှိစေလွတ်နေတဲ့တည်င်းရခိုင်မှာငပြားယောဂါပုံမှုဖြစ်ပွားလာတဲ့တည်င်းနဲ့တိုက်ပွဲတွေကြောင့်ပွေးစားတွေဈေးကစားရာကနေကျောက်ပြူရန်ကုန်လင်းရီလက်မှတ်တစံကို73သိန်းအထိ ဆန်ရှင်တင်ဈေးတက်လာတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စစ်ကောင်စီကတရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကိုပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ရုံးဆိုင်ရာစစ်တွေမြို့ကနေနေပြည်တော်နဲ့စစ်ကူအင်အားရာနဲ့ရှိစေလို့နေတယ်လို့သိရပါဗျ။ကျောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထင်အကျဆုံးမှုများနေတဲ့အတွက်ဂျွန်လာစီရဲ့နေညအရှင် က စစ်တွေမျိုးကနေရေချောင်းကိုအသုံးပြုပြီးနေပြည်နစီနဲ့စစ်ကူအင်အားယာနေရှိကိုကျပ်ဖြူတညာဝီရေတပ်ဌာနရှုပ်ကိုဆေးလို့ဖြစ်တင်းခဲ့တယ်လို့စစ်တွေဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါတယ်။ထွက်ပြေးအလင်းဝင်တဲ့သူတွေများလာတော့နေပြည်နစီကိုကျောက်ဖြူဖက်ကိုစစ်ကူဆေးလို့လိုက်တာဖြစ်ပြီးတညာဝီရေတပ်ဌာနရှုပ်ကနေစစ်ကြောင်းပြန်ထိုးနိုင်တယ်လို့သူကဆက်ပြောပါတယ်။စစ်ကောင်စီနေပြည်တွေဟာ ကြောက်ပြူစင်ရှောင်းမအီလန်းကကန်းဆက်ကြီးရော်တွေကိုလက်နဲ့ကြီးကြီးတွေနဲ့မကြာခဏပြစ်ခတ်တာတွေပြုလုပ်နေတယ်လို့လေကြောက်ပြူဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်စစ်ကောင်စီဟာကြောက်ပြူမျိုးသေးကနေတစင်ကြောက်တလုံးဂိတ်ခမရ943အပါဝင်တစ်ပုတ်တောင်တိုက်နေမှာရှိတဲ့ဒညောက်ရီရတဌာနရှုပ်ကစစ်ကြောင်းထုတ်တက်ကအီအီကိုထုစစ်ဆင်နေတယ်လို့မြေပြင်သတင်းတွေအရာသိရပါရှင်။ ရခိုင်မှာအခုမိုးဥကာလာအတွင်းငပြားယောဂါဖြစ်ပွားသူပုံမများပြားလာနေတယ်လို့ဒီသခန့်တွေစီကနေပြီးရပါတယ်။ငပြားဖြစ်ပေါ်နေမှုဟာပုံနာကျွန်းကြောက်တော်ဘူးသီးတော်မောင်တော်ယတိတော်မြအူမင်းပြားစားတဲ့မြို့နေတွေမှာအဖြစ်များနေရလို့ဒီသခန့်တွေကပြောပါတယ်။အဲ့ဒီယောဂါပိုးတွေ့ရှိသူအများပြားဟာရှင်းပြနေကနေတစင်းအိန္ဒိယကိုသွားရောက်ကုန်သွယ်ကြတဲ့ကုန်တီတွေဖြစ်နေတာကိုတွေ့ရှိရတယ်လို့ ပုံနာကျွန်းဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်။ဒါအပြင်အခုမိုးဥကာလဟာချင်းသားပေါက်ရာသီဖြစ်တဲ့အတွက်ချင်းကြိုက်တာကြောင့်လေငပြားယောဂါတွေပုံမှုဖြစ်ပွားနိုင်တယ်လို့သိရပါရယ်။ဒါပေမဲ့အဲ့ဒီဒေသတွေကစီပီးရှောင်ပြည်သူတွေဟာချင်းထောင်တွေအလုံးလောက်မရှိတဲ့အတွက်ချင်းကြိုက်ခံပြီးအိပ်စက်နေရတယ်လို့ပုံနာကျွန်းမြို့တွေကစီပီးရှောင်တွေကိုကူညီဆောင်ရွက်ပေးနေတယ်မလီလီမင်းကပြောပါရယ်။ အာရခပြည်သူတော်လှန်ရေးအစိုးရထိန်းချုပ်ထားတဲ့မြို့နေတွေမှာပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအထိလေးလအတွင်းမှာငက်ဖျားယောဂါဖြစ်ပွားသူအယောက်400ကျော်အထိရှိခဲ့တယ်လို့သိရပါရှင်။ကျောက်ဖြူမြို့မှာတိုက်ပွဲတွေကြောင့်ပွဲစားတွေဈေးကစားရာကနေကျောက်ဖြူရန်ကုန်လင်းလက်မှတ်တဆောင်ကိုကျက်စစ်တသိန်းအထိဆန်ရှင်တင်ဈေးနှုန်းမြင့်တက်နေတယ်လို့ခီးတီတွေကပြောပါရယ်။ ဂျွန်လာစတီယနီညနေပိုင်းစုံစမ်းချက်အရာတက်ဆိုင်ရလေချောင်းလိုင်းတွေကတက်မက်ပေါက်စည်းဟာကြောက်ဖြူရန်ကုန်လင်းလက်မှတ်တစောင်းကိုကြက်၅သိန်းနဲ့အစွန်ပေးရှိပေမဲ့ပွဲစားတွေရဲ့ဈေးကစားနေရာတွေကြောင့်အခုလိုဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာဖြစ်တယ်လို့ခီးသွားပြည်သူတွေကပြောပါရယ်။အဲ့ဒီလက်မှတ်ရဖို့အရေးကို စာရီတင်ရကတက်ဆိုင်ရကိုကတော့ရတာတွေရှိပြီးမပေးရင်လက်မှတ်ရနိုင်ဖို့အရှင်ကြတယ်လို့မကြတိခင်က လီလက်မှတ်တစောင်းကို ကျက်စစ်တသိန်းပေးဝေပြီးရန်ကုန်ကိုသွားခဲ့ရတဲ့ခီးသွားအမျိုးသမီးတယောက်ကနရီစရာကိုပြောပါရီလက်ရှိမှာရန်ကုန်ကိုအကြောင်းမျိုးမျိုးကြောင့် track ခေါ်မိခီးတွေအယောက်400လောက်ဟာလီလက်မှတ်မရသေးတဲ့အတွေ့ကြောက်ဖြူမျိုးအပါဝင်အန်ဒီတဝိုက်ကကြီးရော်ရီမှာတောက်တင်နေကြရတယ်လို့လည်းသိရပါရရှင်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့မွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ဖို့အတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားတဲ့အာရခတက်တော် EA နဲ့ထိတွေ့ဆက်ဆံဖို့လိုတယ်လို့အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးဆိုင်ရာကိုယ်စားလှယ်ဂျူနတန်ရှာရီရာက တိုက်တွန်းလိုက်ပါတယ် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာဂျွန်လစီရဲ့နေကကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံအလို့တဖောတွစ်ဆုံဆွေးနွေးပွဲမှာအခုလိုပြောခဲ့တာလို့သတင်းတွေကဖော်ပြကြပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရဟာဒုက္ခသည်တွေနေရပြန်ရေးအတွက်မြန်မာစစ်ကောင်စီနဲ့ဆွေးနွေးတာတွေရှိနေတဲ့အချိန်အမေရိကန်ကသူ့ရဲ့သဘောထားကိုပြောဆိုခဲ့တာလို့သုံးသပ်တာတွေလည်းရှိနေပါတယ်။ မွတ်စလင်ဒုက္ခသည်တွေနေရပြန်လာရဲ့အတွက်အရခတတော်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းအလုံးနဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့ဂျိုနသန်ရှာရီရာကပြောကြားလိုက်တာလေးဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့မြန်မာနိုင်ငံတဝန်းလုံးမှာအင်တာနက်ဖြတ်တောက်ထားတာဟာဒေသခံတွေအပေါ်မှာစစ်တပ်ရဲ့ရက်စက်မှုတွေကိုဖုံးကွယ်ပေးထားရလေးရောက်နေတယ်လို့သူကပြောကြားခဲ့ပါတယ်။မွတ်စလင်ဒုက္ခသည်တွေအေးချမ်းစွာနေရပြန်လာရဲ့အတွက်လေမြန်မာအတိုက်ခံဖွဲ့စည်းရေးအပါအဝင် မွတ်စလင်အတိုင်းဝိုင်းနဲ့ပါဥပပေါင်းဆောင်ရွက်ဖို့လေဂျိုနသန်ရှာရီရာကတိုက်တွန်းပြောဆိုခဲ့ပါရရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံဘန်ကောက်ရေတပ်ဖွဲ့စည်းရုံကစစ်ရောကအထူးကုဆီယာဝန်အမျိုးသမီးရေမူဒေါက်တာအေးကိုတရားမဝင် AC အမြောက်များဝေယူတူလောင်မှုနဲ့ဖမ်းဆီးလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ် အရှင်ကာလာတစ်ခုအထိစုံစမ်းစစ်ဆေးပြီးဂျွန်လစီရဲ့နေမှာ သူနဲ့အပေါင်းပါ၄ယောက်ကိုဖမ်းဆီးခဲ့တယ်လို့မူရစ်စီဝါနီနီရေတပ်ဖွဲ့ရေရှုပ်စန်တီချိုင်းနီယာမိုင်းကသတင်းထောက်တွေကိုပြောဆိုထားပါတယ်ဒေါက်တာအေးဟာအပရာဇူလန်အိတ်ဆေးတွေကိုအစာနဲ့ဆေးဝါးဌာနကနေအမြောက်များဝေယူမှုရှိခဲ့တာကြောင့်အစာနဲ့ဆေးဝါးဌာနကတန်တရာဖြစ်ပြီးမူရစ်စီဝါနီနီရေတပ်ဖွဲ့စီကိုတိုင်ကြားခဲ့တာလို့ဆိုပါတယ် တာဝန်ရှိသူတွေက ရေးဝန်နဲ့အင်ယာက သူ့ရဲ့အဆောင်ကိုအရင်ဆုံးတွားရောက်စစ်ဆေးရမှာ သူ့ကိုမတွေ့ရပေအင်းဆောင်အမျိုးသားတယောက်နဲ့ဂျက်ဖာရီထေးမှာတူလောင်ထားတဲ့အိတ်ဆီးအမြောက်များကိုဖမ်းပြီးခဲ့တာပါဒေါက်တာအဲကိုတော့ဖျားထိုင်းနေမီကအစင်းမြင့်ဟိုတယ်တစ်ခုမှာတွားရောက်ဖမ်းဆီးခဲ့တယ်လို့ပါဝင်ပသက်သူ၃ယောက်ကိုပါထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အသက်46နှစ်အရွယ်ဒေါက်တာအဲဟာ ရုတ်ရည်လျှော်မော်လာပပြီးအရင်ကထိုင်းမျိုးသားရေးတက်ဖွဲ့ဒုပြောရေးဆိုခွင့်ရှိသူ ရုတ်တန့်အစီအစဉ်တွေမှာစိတ်ကျမ်းမာရေးမူရည်စေဝါပညာပေးတင်ဆက်သူဖြစ်ပြီးလက်ရှိမှာလေလူငယ်နဲ့ကလေးတငယ်စိတ်ကျမ်းမာရေးအထူးကုဆရာဝန်ဖြစ်တယ်လို့သိရပါတယ်ရှင်။နရင်းစရာတည်ဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ျမတို့ narin ဆိုတာကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे narin zara ဥတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျန်းမာရှင်လန်းကြပါစေရှင်